ဟိုမှာလူကြိုက်အများဆုံးရွှေတောင်ကြားပြင်ဒုတိယလူကြိုက်အများဆုံးကဒါသူဝနာ VIP 1 2ရှိတယ်ဒီထဲမှာကျွန်တော်တို့အခုဒီနေ့ကတော့ကျွန်တော်တူဗနာ VIP 2မှာရှိတဲ့အာတကယ်ကို modern villa fully furnished တကယ်ကိုကျွန်တော်တို့နိုင်ငံခြား standard မီတဲ့ decoration နဲ့လေးရောက်တွေရှိတဲ့အိမ်တလုံးဒီနေ့ကျွန်တော် house tour လုပ်ပြီးမှာဖြစ်ပါတယ် ီဘက်မှာဆိုရင်ဒါကျွန်တော်လမ်းအနေထားလမ်းခင်းပြီးဒါပြီးတော့ရင်တကယ်ကိုစိမ့်ဆိုတဲ့အိမ်ယာဝင်းထဲမှာရှိရယ်လုံကြုံတယ်လမ်းအလေးတော်တော်ကျဲပေါ့နော်ဒါအခုမြင်ရတဲ့အတိုင်းပဲအာမိတ်ဆွေတငယ်ချင်းလာရင်တော့မှကားအပြင်မှာ၃စီးအထဲမှာ၄စီးထားလို့ရမယ်အာ modern villa တလုံးကိုဒီနေ့ဒါ house တို့လုပ်ပြီးမှဖြစ်ပါတယ်ဒီအင်းကတော့ဒါ35ဘီဘီ65ဘီဂရန်အမီပေါက်ပေါ့နော်ဂရန်အမီပေါက်ကိုမှလုံးဝကျွန်တော်တို့အထဲက decoration တွေထည့်ထားတဲ့ပစ္စည်းတွေ facility တွေက လုံးဝမက်လောက်စရာလုံးဝရှိတဲ့အိမ်တလုံးပဲဖြစ်ပါတယ်ပြီးအခန်းလေးရောက်လဲတော်တော်လေးကိုကျွန်တော်ကိုယ်တိုင်လေးတဘောကြတယ်အဲဒီဒီဇိုင်းဆိုရင်ဒီမှာမီးတွေရှိရပါတော့ဒါမီးရညဗက်မီးဖွင့်လိုက်လဲတော်တော်လေးလာမယ်ပြီးတော့ရင်ဒီဝရန်ဒါပုံစံအစကျွန်တော်အာဘယ်လိုပြောရမလဲဆိုရင် modern minimalist design ကိုကျွန်တော်မြင်ရမှာဖြစ်ပါတယ်ဒီမှာကတော့ကျွန်တော်ကားနှစ်စီးထားလို့ရပြီးတော့ဒီဘက်ကျွန်တော်ခြံစည်းဦးယူထားတဲ့ပုံစံတွေဆိုရင်တော်တော်လေးကိုလှတယ်မုတ်ဦးနေပေါ့နော်ပြီးရင်တကားဆိုရင်လည်းဒါမော်တာနဲ့ ဒါဒီလိုကျွန်တော်တို့ဖွင့်ချလိုက်ရင်ကျွန်တော်စိုင်းလိုမျိုးအပြစ်ဒီလိုကြသွားမယ်။ဘာလို့ဆိုကျွန်တော်တို့ကအာဘဲကိုဖွင့်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့အပေါ်ကိုလိပ်ပြီးဖွင့်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်။ဟောခိုင်ခန့်မှုအတွက်လည်းအာဒါစိုးရင်စရာမလို့ပြီးတော့ဒီအိမ်ဝင်တဲ့စင်ဝင်တဲ့နေရာဆိုရင်ဒါနိုင်ငံခြားမှာကျွန်တော် modern villa တွေရဲ့အာဝင်တဲ့ပုံစံမျိုးခံစားရပါမယ်ပေါ့နော်ဒီမှာကြည့်။ဘာလို့ဆိုဒီဘက်ကလူပုံစံဒီကနေလူဝင်လာလို့ရတယ်။အဲ့လိုဒါကျွန်တော် landing ဒီကထစ်တယ်ဆိုရင်လည်းအကြီးကြီးတွေပေါ့နော်။ပြီးရင်ကျွန်တော်တို့ကျွန်းနေတဲ့အပြည့်အသုံးထားတဲ့အိမ်ကလေးပဲဖြစ်ပါတယ်။ကဲအစင်ကျွန်တော်အထည်တက်ကြည့်မယ်လား။ဆိုတော့ကျွန်တော်ဝင်လိုက်တာနဲ့ဒီအိမ်ရဲ့၄ယောက်ကကျွန်တော်မြန်မာတွေအကြိုက်လို့လည်းပြောလို့ရတယ်၄ယောက်မျိုးပေါ့နော်။ဝင်လိုက်တာနဲ့ဧကန်အချင်းချင်းရောက်။ဘာလို့လဲဆိုရင်ဒီဧကန်နေရာမှာအာအပေါ်စီလင်းပြင်ဆင်ထားတာဒီ Samsung ဒီလိုမျိုးအာ65လမ်းမှာ TV Smart TV ပြီးတော့ရင် Wi-Fi တွေအစ CCTV အစုံ Aircon အစုံ နောက်ဆုံး battery inverter အဆုံးပါတဲ့တကယ်ကိုကျွန်တော်အိတ်ဆွဲပြီးနေုံပဲဆိုတဲ့အိမ်မျိုးပေါ့နော်ဆိုတော့အခုကျွန်တော်တို့ဒီဘက်မှာဆိုရင် floor to ceiling ကျွန်တော်တို့ပဒင်းပေါက်အပြည့်ပေါ့နော်ပြီးတော့ရင်ဒါကျွန်တော်ကလကတွေအ100%ပါပြီးတဲ့အပြည့်ဒီကျွန်တော်တို့ partition ရလဲမှန်နေပြီးတော့ရင်တအိမ်လုံးကျွန်းကိုရှာထိုးနေပြီပဲလောက်ထားတဲ့အိမ်ခန်းကျွန်တော်တို့စုစုပေါင်း၄ခန်းပါတဲ့ဒါအင်ဂျီအိမ်ကောင်းတစ်လုံးပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်စပြီးအိမ်လေးကိုလေ့လာကြည့်လိုက်ရအောင် ဒါတော့ကျွန်တော်ဝင်ဝင်ချင်းကျွန်တော်ညာဘက်ချမ်းမှာအခုလိုအများသုံးခုရေချူကန်အင်တာစုံပါနော်ဒါအဲ့ဒီသုံးခုပြီးတော့ရင်ဒါ kitchen နဲ့ dining ကဒီလိုဖွင့်ထားတာကတော်တော်လေးကို modern ဖြစ်တယ်တော်တော်လေးကို lighting နဲ့ကောင်းတယ်ဘာလို့ဆိုတော့အနောက်ဘက်မှာ west kitchen လောက်ထားတာကိုကျွန်တော်မြင်ရမှာဖြစ်ပါတယ်ဒီမှာဆိုရင် dining ပေါ့နော် dining space ကလည်းအနည်းဆုံးဒီမှာဆိုရင်လူရှိရောက်ပြီး dining ရဲ့ခန်းလေးမှာပဲကျွန်တော်ဒီဘက်မှာဆိုရင်ဒါ TV ထည့်ထားပြီးရမှာနော် အပေါ်ဆီလင်းဒီဇိုင်းတွေမြည်လုံးတွေအစတော်တော်လေးကို minimalist ဖြစ်တယ်ဒီဘက်ခြမ်းကျတော့ဒါ kitchen island ဘယ်ဘက်မှာကျွန်တော်ဒီလိုမျိုးကျွန်တော် fridge တခါတည်းထည့်ထားပြီးသားပြီးရင် cabinet ဆိုရင်ဒါ new color တော်တော်လေးကိုလှတယ် warm ဖြစ်တယ်ဒီအပေါ်အောက် oven တွေကျွန်တော်တို့ဒီအကင်ဆက်တွေပါပြီးတယ်ပြန်ဒီမှာဆိုရင် ကျွန်တော်ဒီ solid service အပြည့်ကောင်မှာအပေါ် cabinet stove ဒီ အဲပြီးရင် gas stove exo ဒီဘက်မှာဆိုရင်ကျွန်တော် electric stove ထည့်လို့ရတယ်ဒါကတော့ island ပေါ့နော် kitchen island မှာဒီဘက်မှာဆိုရင်ဘီလူအပြစ်ပါတယ်ဆိုတော့ kitchen မှာဘယ်လောက်မော်ဒန်ဖြစ်ဆိုဒီမှာဆိုရင် lighting အသေးဝင်တယ်ပြီးရင်ဒီဘက်မှာဆိုရင် west kitchen ထွက်လို့ရတယ်ပြီးရင်ဒါ dining ဆိုတော့ဒီရှောင်းလန်းနေရာမှာဘာလဲဘာရှိသေးလဲဆိုဒီမှာကျွန်တော်တို့ကဒီ cabinet ကကျွန်တော်တကယ်ကို souvenir ထားမယ်အခုဆိုရင်ဒါအရက်ဒီ ဝိုင်းဒီထားထားတာဒီအိမ်တစ်ခုလုံးရဲ့ class တစ်ခုပေါ့နော်။ဒါဆိုအပြင်ကကြည့်လိုက်တာနဲ့ modern ဖြစ်တယ် class ဖြစ်တယ်ရှိရယ်။ဆိုတော့အပြင်ကျွန်တော်တခါလေးပြင်ဆင်ထားမှုကလည်းလာလေပြင်စီလင်းရတဲ့ဒီကြည့်အ ਨੇ ဆုံးဒါ72ပြီ73ပြီရှိမယ်ပေါ့နော်။ဒီထဲမှာတော့ဒီခုလိုကျွန်တော်တို့အာ inverter နှလုံးပြီးဒါကျွန်တော်တို့ဒီ battery ပေါ့နော်။ဒါ battery 350 AH နှလုံးတောင်မှထည့်ထားတယ်။ဘောပုံမှန် အတုံးချဖို့ကအေးစေးမီးရကျွန်တော်တို့လာနေချင်းသူ့ဟာသူအားသွင်းမယ်မီးပြင်ဒါတုံးဝင်မယ်နော်ဒီမှာလက်ရန်တွေအစဒါကျွန်းနဲ့မှန်နဲ့ကျွန်းနဲ့မှန်နဲ့အဖြူနဲ့တော်တော်လေးကို minimalist ဖြစ်နေလို့ခံစားရမှာဖြစ်ပါတယ်ဒါဒုတိယအလွာမှာသူကလေကခွင်းနေရာမှာအလဲမှာထားပြီးတော့ ground floor မှာဆိုအရှိပဲဧကန်အနောက်ပဲမီးမှုခံဒီဒုတိယအလွာကနေစပြီးတော့အရှိပဲဧကန်တကန်အနောက်ပဲဧကန်တကန်ပေါ့ဘာလို့အပေါ်မှာကတော့ဖျားကန်းပေါ့နော်ဒါကျွန်တော်အရှိပဲအခန်းရဲ့ အိတ်ခမ်းပေါ့နော်အဲကွန်းတွေပါပြီးသား TV စင်တွေပါပြီးသားဒီမှာတော့ကရင်ကကိုစိတ်ကြိုက်ထည့်လို့ရတယ်အဲ့ဒီပြီးဒီဘက်ချမ်းပေါ့နော်အဲဒီဘက်ချမ်းဆိုရင်ဒါမှန်အပြစ်မှန်အပြစ်ယူထားတယ် lighting အတွက်အရှိပဲပြရမယ်ဒီရဲ့ veranda ပေါ့နော်အကျယ်ကြီးပဲဟိုမှန် stainless steel နဲ့ဒီရဲ့ design ပေါ့နော်ဒီ design ထွက်ထားတာဒီမှာအာ veranda corridor တစ်ခု ဒီမှာ veranda တခုပြည်ဒီအကြီးတခုအုပ်ထားတော့ဒီဇိုင်းအပြန်နဲ့ကြည့်လိုက်ရင်တော်တော်လေးကိုထဲတယ်တော်တော်လေးကို minimalist ဖြစ်တယ်ပေါ့နော်ကဲအဲ့ဒါပြီးသွားရင်သူ့ရဲ့ဒီဂျိုဟင်တာပြပြလေ wardrobe လုံးဝအဲမိန်းကလေးတိုင်းရဲ့ image ပေါ့နော်ဆိုဒီမှာကြည့်လိုက် changing room မှာဒီမှာဒီအပြစ် wardrobe အပေါ်မှာလေ wardrobe ညာဘက်ချမ်းမှာ ဒီမှာခုရဲ့ဘူးတွေကိုထုတ်သွားဖို့တာဝန်မှုတကယ်အဲ့ဒီကြိုက်တယ်ဆိုရင်ဒီမှာအဲ့ဒီအမျိုးမျိုးထားလို့ရတယ်။ယောက်ျားလေးအတွက်ဆိုရင်ဒီမှာကပတ်တွေ၊နာရီတွေမှန်ဒီမှာဒီကုလုံးပေါ်တဲ့မှန်ဒီမှာ nature light ဒါလူတိုင်းမိန်းကလေးတိုင်းအိမ်မှာရှိတဲ့ရှိချင်တဲ့အခန်းမျိုးပေါ့နော်။ဒီမှာပါဆိုရင်အတူရေချူခန်းအိမ်သာဖြစ်ပါလေဒီမှာဆိုကြွေပြားစအောက်အခင်းအစာကျွန်တော်ဒီမပေးပက်လေဆိုင်ပြီး ဒီမှာဒီဘက်မှာဆိုရင်ရေစင်ကန်လေးရေချူအန်အင်တာဆိုရင်လည်းခွဲထားတယ်အဲဒီဘက်မှာရေချူအန်အင်တာခွဲထားတယ်မှန်နဲ့အစိုးချောင်းနဲ့ပြီးရင်ဒီဘက်မှာမန်တင်ကုန်ကအာကြီးနေမန်တင်ကုန်နဲ့ဘေးစင်ပေါ့နော်ဆိုတော့အခုဒါဒီအိမ်ရဲ့ပထမဆုံးအိတ်ခန်းဖြစ်ပါတယ်ဒီအိမ်မှာတော့မြင်ကြီးထက်မှာအိတ်ခန်းလုံးဝမထားဘူးအပေါ်မှာပဲစထားတယ်ပေါ့နော်ကဲဒီလီကခွင်တစ်ခုလုံးနဲ့လင်းအောင်လေဘောကနေပြီးအောက်ထိဂလကာထည့်ထားပြီးသားမှန်အပြည့်နဲ့ ဒီဘက်လာတော့ကျွန်တော်တို့အနောက်ဘက်ချမ်းပါနော်။သူလည်းအဲ့လိုပဲ။မာမန်တင်ကုန်တွေ air con တွေကျုံးနေဆိုရင်ရှာထိုးညက်ညောနေအောင်ကျွန်တော်ထည့်ထားတဲ့အပြင်သူ့ရဲ့ရေချူခန့်အိမ်ဓာတ်လေးပြလိုက်တယ်။ဒီအိမ်ကတော့တော်တော်လေးကိုကျေပါဆိုရင်ချမ်းကတော့35 65အောင်မှအာ fully furnish ပေါ့နော်။ကုန်ပြင်ဆင်ထားတယ်မကြီး။ကျေတော်ပဲကြိုက်တယ်၊တူနာမှာပဲကြိုက်တယ်။ဆိုတော့အဲ့လေရတော့လုံးဝဝဲဝဲတဲ့နေပါဆိုရင်သိန်း3000နဲ့ 3000ဖွင့်တာဗောနော်ကျွန်တော် property seeker PSM မှာနေပြီးတော့အာ law firm service ကိုလည်းအဲကျွန်တော်စီအိမ်ဝယ်ဝယ်ယူတဲ့ဧည့်တွေများအတွက်အာ free service ပေးပါတယ်အစအဆုံးကျွန်တော်တို့တောင်းဝင်ယူပြီးတော့ service ပေးရရှိနေကအစကျွန်တော်တို့အာဆက်ပြီးမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ရဲ့ service ဖြစ်ပါတယ်ကဲဝယ်ယူမယ်ဆိုစိတ်ချလက်ချဝယ်ယူရပါဗောနော်ဆိုတော့အခုကျွန်တော်တို့ဒါအရှိန်နဲ့အနောက်နဲ့အခန်းတစ်ခန်းစီပြီးလိုက်ရင်လူတွေရဲ့အလွာ ဒုတိယအလွာပေါ့နော်။မြည်ကြီးထက်ပထမထက်ဒုတိယထက်အစွန်ဒါကတော့ကျွန်တော်အပေါ်ဆုံးအလွာ။ဒါဆိုရင်အာဒုတိယထက်ပြီးတတိယထက်မှာတော့အခန်းနှခန်းပေါ့နော်။သူကရေချိုးကအိမ်ထဲတွေးရပဲ။အောက်မှာအခန်းကြီးနှခန်းအပေါ်မှာအခန်းသေးလားဆိုတော့အဲ့လိုလိုဒီ compact ဖြစ်တယ်။ဘောစီရောကျွန်တော်ဘုရားကျောင်းဆောင်ပြ။ဟာကျွန်တော်တအိမ်လုံးမှာစက်တည်းရဲ့အရှိဆုံးမင်္ဂလာအရှိဆုံးဘုရားကျောင်းဆောင်ဖြစ်တဲ့အပေါ်ဆုံးမှာလည်းထပ်ထားတယ်။ပြီးရင်ဒူကူပိုင်းဝရန်တာကနေပြီးတော့လည်းဒီလိုကျွန်တော်တို့ဒီအပြင်ပေါ့နော်ဘုရားပန်းလဲတာလို့ပါလို့ဒီကနေ့ ဒီမီးစင်တကယ်တော့ဒါလင်းတယ်အာဒါနေလေဆိုတော့ကျွန်တော်မဖွင့်တော့ဘူးဒီမှာဆိုရင်ကျုံးအပြည့်နဲ့အိုးပြောမစင်တော့ဘယ်လိုပြောမစင် grand ပေါ့ grand feeling ကိုရမှာဖြစ်ပါလေပြန်ဒီကနေပြောလေဒီကျွန်တော်မှန်အိမ်ပေါ့နော်မှန်အိမ် DNA ဆိုပြီးတော့အပေါ်ကိုဆက်လက်ကိုတက်လို့ရမှာဖြစ်ပါလေဒီဆက်လက်ဆိုအပြည့်ဒီအနောက်ထိပေါ့နော်ဒီမှာကြည့်လေယူထားတဲ့ပုံစံအဖြူကျုံးမှန်ဘာမှမရှိတော့ဆို ဘယ်လောက်ကြီးအိမ်မှာ clear ဖြစ်တယ်အာ minimalist ဖြစ်တယ်ပြောမစမော်ဒန်နိုက်ဖြစ်တယ်ဆိုပြောရမှာပေါ့နော်ကျွန်တော်ဒီဘက်ဆိုရင်ဒါဒီချုပ်ကအိမ်နဲ့တွဲပါတဲ့အိမ်ခန်းတစ်ခန်းဖြစ်ပါတယ်ဒီမှာဆိုရင်ဒီချုပ်ခန်းပါတဲ့အိမ်နဲ့ချုပ်ခန်းမှန်နေဆိုရင်ဒီအိမ်မှာအမြဲတမ်းမှန်နေရဘယ်နဲ့ဒီအကြီးကြီးပေါ့နော်အကြီးကြီးပဲယူထားတော့ကျွန်တော်ယူရမှာဖြစ်ပါတယ်ဒီခန်းမှာတော့ကျွန်တော်တို့ဒီကတင်ထားမယ်လုံလောက်တယ်ပေါ့နော်ကျွန်တော်တို့ property စီကနေပြီးတော့အခု service တခု launch လုပ်ထားပါတယ်အဲ့ဒါကတော့အာ construction ကိုကိုယ်အိမ်ကိုစောက်ပြီးတော့ဒါမှမဟုတ် company အတွက်အိမ်ရိုက်ကူးခြင်းနဲ့တပုံရိုက်ကူးခြင်းနဲ့ video ရိုက်ကူးခြင်းနဲ့ဆိုရင် host ပါတာလိုချင်လည်းရတယ် host မပါတာလိုချင်လည်းရတယ်ကျွန်တော်အဲ့ service ကိုပြီးနေပါတယ်ဆိုတော့ဆောက်လို့ရလုပ်ထားတယ်ဒါမှမဟုတ်ကိုယ်အိမ်ကိုစောက်ထားတယ်ရိုက်ခြင်းနဲ့ဆိုရင်စက်တူရကဲအစနာတော့နောက်နောက်ဆုံးအခန်းပါနော်ဒီဘက်မှာအဲ့ဒါသူလည်းဂျိုဟန်အင်တာတွဲနေတယ် ဆိုတော့ဒီအိမ်ကတော့ဒါတူဝနာ VIP 2မှာရှိတဲ့လုံးဝစောက်ပြီးတာလက်ဆွဲပြီးတော့တက်ရုံပဲအိတ်ဆွဲပြီးတော့တက်ရုံပဲနေရုံပဲဒီလိုအိမ်တလုံးကိုတိန်း3000 3000နဲ့ဒရန်ကြီးရောင်းချပြမှာဖြစ်ပါတယ်ဆိုတော့ဒီစိတ်အိမ်တခြားအိမ်ကြီးကြည့်ချင်တယ်ဆိုရင် BSN Property Channel မှာ listing မှာတွားရောက်လေ့လာလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ပြပါမယ်ခင်ဗျာ